ပညာမဲ့သွားပြီဆိုတာနဲ့မကောင်းမှုအလုံးကိုမလုတ်ရဲတာဘာမှမရှိတော့လူခွေမထုံးကားလို့ဘာဖြစ်လဲဆိုတော့စစ်သားတွေကြီးကြီးလေသူတို့လည်းပဲအများကြီးနှိမ်ခံရတာပဲအနှိမ်ခံရလို့နှိမ်ခံမှလူခွေချိုးပေါက်ခံရလို့ချိုးပေါက်ခံရမှတိသလားဆိုတော့မသိဘူးသူတို့လည်းအားလုံးပဲမင်္ဂလာပါဘာသာပေါင်းသူညီညာရေးအင်စတီကျူကစီစဉ်တဲ့ဓမ္မကိုဘာသာတရားဖြင့်ဝန်းရံခြင်းသကဝိုင်းကနေပြန်လဲကျူဆိုလိုက်ပါတယ်ဒီတစ်ပတ်မှာအပိုင်း၁၈ကိုရောက်ရှိလာပြီဖြစ်ပါတယ် ပြီးတော့ဇေရိုအကောဝိဒဂျာမနီအနေနဲ့ပေါ့နော်ဇေရိုအနေနဲ့ဒီနေ့ဖြစ်ပျက်နေတဲ့ဖြစ်ပျက်တွေကိုနိုင်ငံတကာဒါဆန်ညစံညွန်နေဆရာနိုင်ငံကအတွေ့အကြုံတွေနဲ့ပေါ့နော်ဒီမိုကရေစီလူ့ခွင့်ရေးတွေနဲ့ဟိုချိန်ထိုးပြီးတော့မှဆရာရဲ့အတွေ့အကြုံများမျှဝေပေးဖို့တပြီးတော့ရိုသေသွားလျောက်ထားပါတယ်ခင်ဗျာတင်ပါဗျာခုလည်းပိတ်ချပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာဝိဇ္ဇလူနိုင်ငံမှာလူဖြစ်နေရတာဟာလူရဲ့တန်ဖိုးမရှိသလိုရည်ခံစားနေရတယ်စစ်အာဏာရှင်အောက်မှာအာဏာရှင်တွေအောက်မှာဆိုရင လူသားတွေရဲ့တန်ဖိုးဟာမရှိတော့ဘူးလူကုန်သိက္ခာဆိုတာမရှိတော့ဘူးအဲ့ဒါလိုဖြစ်နေတယ်ဘာဖြစ်လို့လဲဆိုတဲ့အခါကျတော့အာနာရှင်တွေဟာဘယ်တော့မှလူသားတွေကိုတန်းတူညီမျှအခွင့်အရေးမပေးကြဘူးဥပဒေနဲ့အညီနော်ဓမ္မနဲ့အညီဘယ်တော့မှအုပ်ချုပ်မှုမပြုကြဘူးဦးဇင်းတို့ရဲ့ဗုဒ္ဓဘာသာမှာဆိုလို့ရှိရင်ဒီမိုကရေစီဆိုတဲ့စကားလုံးဟာ မပါဘူးမပါပေမဲ့ဒီမိုကရေစီရဲ့စံကျွန်စံချိန်စံညွန်းတွေနဲ့ကြည့်မယ်ဆိုရင်တော့ဒီမိုကရေစီစံချိန်စံညွန်းတွေနဲ့ကြိုက်တဲ့အကြောင်းအရာတွေချက်လက်တွေဥစဉ်တော့ဗုဒ္ဓဟောကြားခဲ့တဲ့ဓမ္မထဲမှာညာစွာပါပါတယ်အဲ့ဒီထဲမှာအထူးခြားဆုံးကတော့ဘာလဲဆိုတော့အဝိရောဒနာပေါ့ဒီမိုကရေစီနဲ့ကိုက်ညီတာပြည်သူစံတော်ကိုမဆန့်ကျင်ရခြင်းပေါ့နော်အဲ့တော့အခုတော့ ဆရာနာရှင်တွေကပြည်သူရဲ့စန္ဒတွေကိုလစ်လျှူပြီးတော့သူတို့ထင်ရကျဲပြီးထင်ရဆိုင်ပြီးတော့လောက်ကြတဲ့အခါကျတော့လူသားတွေရဲ့အခွင့်အရေးတွေဆုံးရှုံးကြရတယ်เนาะအဲ့တော့တခြားတခြားသောနိုင်ငံတွေမှာကြီးကြီးမယ်ဆိုလို့ရှိရင်ကြီးကြီးပါเนาะအဲ့တော့တကယ်ကိုငြိမ်းချမ်းတဲ့နိုင်ငံလူခွင့်ရရှိတဲ့နိုင်ငံတရားဥပဒေစိုးမိုးတဲ့နိုင်ငံတွေမှာဆိုလို့ရှိရင်စစ်ပွဲတွေမရှိကြဘူးပဋိပက္ခတွေမရှိဘူးအဲ့ဒီနိုင်ငံတွေဟာ ဗုဒ္ဓဘာသာလို့အမိခံခြင်းခံမယ်မခံမဲနဲ့ခရိယန်ဘာသာလို့အမိခံခြင်းခံမယ်သို့မဟုတ်လည်းပဲအစ္စလမ်ဘာသာဟလာမွတ်စလင်ဘာသာဝင်တွေလို့အမိခံခြင်းနဲ့ခံမယ်ဟိန္ဒူဘာသာလို့ခံခြင်းခံဘယ်ဘာသာပဲအမိခံခံဟုတ်တယ်မလားအဲ့တော့တကယ်တရားဥပဒေစွန့်မိုးတဲ့နိုင်ငံမှာဆိုလို့ရှိရင်လူခွင့်ရေးအပြည့်အဝရှိတဲ့နိုင်ငံမှာဆိုရင်ဒါစစ်ပွဲတွေမရှိဘူးပဋိပက္ခတွေမရှိဘူး အဲ့ဒီနိုင်ငံဗုဒ္ဓဘာသာဖြစ်ဖြစ်မဖြစ်ဖြစ်ခရံဖြစ်ဖြစ်မဖြစ်ဖြစ်ဒါအရေးမကြီးပါဘူးเนาะတရားဥပဒေစိုးမိုးတဲ့နိုင်ငံဖြစ်တယ်အဲ့တော့လူဖြစ်ရတဲ့လူဖြစ်ရကျွတ်တယ်လို့ပြောလို့ရတာပေါ့เนาะအခုစဉ်အနောက်နိုင်ငံတွေမှာဆယ်စုနှစ်တခုလောက်နေခဲ့တဲ့အခါကျတော့ဦးစဉ်တို့လူမျိုးတွေမြန်မာလူမျိုးတွေနဲ့တွေ့ရတယ်သူတို့တွေ့တဲ့ဟာလူခွင့်ရေးအပြေအဝါ ခံစားပြီးတော့နေနေကြရတယ်သူများနိုင်ငံမှာเนาะဘာမှအကြောက်တရားလည်းမရှိဘူးကြောက်စရာမလိုဘူးပေါ့အဲ့တော့ဓမ္မကြီးတောင်ဆန်းစုကြည်ကတော့ဘာပြောတယ်လဲဆိုတဲ့ကကြတော့အနောက်နိုင်ငံတွေကနားချပြန်ကတ်လောက်အောင်ကိုပြောတာပါလဲဆိုတော့တရားဥပဒေစိုးမိုးရေးတဲ့နော်အနောက်နိုင်ငံတွေကဘာပြောစီကျင်တယ်လဲဆိုတော့လူအခွင့်ရေးတဲ့နော်လူအခွင့်ရေးတဲ့တောင်ဆန်းစုကြည်ကတော့ဘာ ိုယုံကြည်တယ်လဲဘာကိုလက်ခံတယ်လဲဆိုတော့မင်းတို့လူခွင့်ရေးလို့ဘယ်လိုပြောပြောတရားဥပဒေကိုကြော်ပြီးတော့လုပ်လို့မရဘူးနောက်ဆုံးတော့လည်းပဲတရားဥပဒေရှိလို့ရှိရင်လူခွင့်ရေးဆိုတာလဲရှိပြီးသားပဲလို့အဲ့ဒါလိုညင်းချက်ထုတ်တယ်ပေါ့လေနော်အဲ့တော့ဘုရားရဲ့အတွေ့အကြုံလေးတစ်ခုပြောပြအောင်မယ်။ဘာလဲဆိုတော့ဒီဘုရားတို့နိုင်ငံကနေပြီးတော့ အနောက်နိုင်ငံကအနောက်နိုင်ငံသားတွေနဲ့အနောက်နိုင်ငံသူတွေနဲ့ထိမြလက်ထပ်ပြီးတော့အနောက်နိုင်ငံကို ရောက်လာကြတဲ့မိသားစုတွေတွေ့ရတယ်သူတို့တွေကအနောက်နိုင်ငံမှာရောက်လာကြပြီမဲ့မြန်မာဒီကမြန်မာယဉ်ကျေးမှုမြန်မာတရီထုံးစန်းစင်လာတွေကိုတော့မမေ့ပျောက်ကြဘူးသူတို့ကမေ့ပျောက်မှာကိုလည်းသူတို့စိုးရိမ်တယ်သူတို့သားသမီးတွေမေ့ပျောက်မှာကိုလည်းစိုးရိမ်တယ်နော်အဲ့တော့အဲ့ဒီမှာ ဦးစင်းစောစောကလူခွင့်ရင်းနဲ့ပတ်သက်ပြီးတော့မပြောခင်လေသူတို့ရဲ့ပတ်သက်ဟာပေါ့နော်မပြောခင်အဲ့ဒီမှာအတွေ့အကြုံလေးတစ်ခုပါလဲဆိုတော့အဲ့ဒီဥရောပမှာမွေးတဲ့မိမိပါမိလုတ်တဲ့လူကတော့မြန်မာပေါ့နော်အဲ့တော့ဖေးလုတ်တဲ့လူကတော့နိုင်ငံခြားသားပေါ့သူတို့မှာသားလေးတယောက်မွေးရတဲ့အခါကျတော့အဲ့ဘုံဘုံကအမြဲတမ်းအဲ့ဒါသူတို့စီကို နော်နှစ်ပတ်တခါနှစ်ပတ်တခါစွန့်စားသွားရတယ်တလောက်ကိုလက်ခါပေါ့နော်အဲ့လိုသွားရတဲ့ခါကျတော့သူတို့ရဲ့သားလေးကဘုံဘုံရဲ့လက်ပေါ်မှာကြီးတယ်လို့ပြောလို့ရတာပေါ့နော်အဲ့တော့မေလှုပ်တဲ့လူကလည်းဘာဖြစ်လဲဆိုတော့အဖုံဖုံလာပြီတတဒီမှာဥတော်ဥတော်ဆိုပြီးတော့နော်အဲ့တော့မထိုင်တဲ့ခင်ကလေးကတယ်လို့ကိုနော်အဲ့လိုလက်ကိုတိုင်ပြီးတော့ဥတော်လုတ်ခိုင်းတယ်နောက် နှစ်နှစ်သုံးနှစ်လောက်ရှိတည်တည်အဲ့ဒါအမြဲတမ်းဖုံဖုံနဲ့ဆော့ပြီးတော့ဖုံဖုံလာပြီဆိုလို့ရှိရင်ဦးစင်လာပြီဆိုရင်အမြဲတမ်းဥတော်လုပ်တယ်သူကနော်အဲ့တော့ဦးစင်ရဲ့ဘွဲကဥကောဝီတာဒါပေမဲ့အဲ့ဒီမှာအမြဲတမ်းသူ့မိကဦးစင်ကိုခေါ်တာပါဆိုဖုံ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 လို့အမြဲတမ်းအဲ့လိုခေါ်တယ်နော်အဲ့တော့သူ့သားလေးကလည်းဖုံဖုံကိုဖုံ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 လို့ဒီလိုပဲခေါ်တယ်နော်အဲ့တော့ ဦးစင်းရဲ့ဘွဲကိုပဲသူကဖုံဖုံလို့အဲ့ဒီလိုပဲထဲနေတာအဲ့ဒါ၃နှစ်လောက်၄နှစ်လောက်ရှိနေတဲ့အခါကျတော့သူမြန်မာနိုင်ငံမှာရောက်သွားတယ်နော်မြန်မာနိုင်ငံမှာသူတို့မိသားစုတွေအလဲသွားကြရတဲ့အခါကျတော့ဟိုမှာရှိကြတဲ့သူတို့ရဲ့အမတွေဘာတွေကကြတော့မဖြစ်လဲဆိုတော့တကယ်နိုင်ငံသားအကြောင်းနေမှာနိုင်ငံသားဖွဲ့နေအကြောင်းနေမှာရန်ကုန်မှာသူတို့ရဲ့သားတွေသမီးတွေကိုတင်ပေးဟောနော်အဲ့ကြောင်းပို့ကြတယ် ို့ကြတဲ့အခါကျတော့ဘာလို့လဲဆိုတဲ့အခါကျတော့ခင်မမီမှာဆိုလို့ဆိုပြီးတော့ဗောနော်အဲ့တော့ခင်မမီဒီခါရဲ့ရုပ်ရှင်တွေကြည့်တော့လည်းပဲနိုင်ငံခြားကားတွေကြည့်တယ်နိုင်ငံခြားကားတွေကြည့်တဲ့အခါကျတော့အင်္ဂလိပ်လိုပြောတတ်ရုံနဲ့ခင်မီတာမှမဟုတ်တာနော်အဲ့တော့အဲ့မှာတကယ်ကိုမတင်တော်တဲ့စကားလုံးတွေပါဒီအဲ့ဒါဒီကလေးကတက်သွားတယ်နော်အဲ့ဒါလိုတွေဖြစ်သွားတယ်တဲ့အဲ့မှာနိုင်ငံခြားမှာနေတဲ့မိဘတွေကမွေးတဲ့ကလေးကြတော့မြမရင်ကျမှုကို ပျောက်ကွယ်မှာစိုးလို့ဆိုပြီးတော့အဲ့ဒါဘုံကြီးတွေမြင်တိုင်းဥတော်လုတ်ခိုင်းနေတယ်ရန်ကုန်လက်ရောက်ရောဟာကားဒီပုံမှာတခါတည်းတွဲစီးပြီးတော့နေတဲ့အဲ့ဒါဘုံကြီးတွေမြင်တာဟာဟိုမှာလည်းဖုံဖုံဆိုပြီးတော့အဲ့ဒါဥတော်တွေလုတ်နေတာတဲ့နော်အဲ့တော့ဟိုကအဖွားတွေကပဲအန်ဩတာပေါ့ဟာမင်းသားကဘာလဲဘယ်လိုလဲနိုင်ငံခြားမှနေပြီးတော့တတော်ဘာသာရေးကန့်ဆိုင်တာပဲဆိုပြီးတော့အဲ့ဒါလိုဟောတဲ့ရင်ကျိမှုတွေမမေ့ဘူးပဲဆိုပြီးတော့နော် ဲ့ဒါလို့ပေါ့ဘာပဲဖြစ်ဖြစ်ဒါကတော့ခုဟိုလေ့ကျင့်ပေးဖို့ပဲလို့တာပါလေစိတ်အဲမှာကြည်နူးဟောပေါ့ယဉ်ကျေးတိမ်မွေးအောင်လေ့ကျင့်ဖို့ဒါရေးကြည့်တာပါအဲ့ဒီမှာဟောတဲ့အခါကျတော့အဲတချို့ဟောတွေကဗုဒ္ဓဘာသာဆိုတော့ဆွန့်ကတ်ကြတယ်ဆွန့်ကတ်တာကြတဲ့အခါကျတော့တို့ရဲ့မျိုးသားတွေကတို့ရဲ့ဗမာယောက်ျားတွေဆိုရင်လည်းတို့ရဲ့မျိုးသမီးကဟိုဘက်ကခရိယာဗမာမျိုးသမီးကဒီဘက်ကဗမာဗုဒ္ဓဘာသာဆိုရင် ူမျိုးသားကယောက်အခရိယံဟောအဲ့ဒါလို့ဆိုတော့မဘုန်းကြီးတွေဆုံးကတ်ချင်တယ်ဆိုတော့ကတ်ပေါ့သူတို့ယောက်ျားအဲ့ဒါနဲ့ကဲဆုံးကတ်ပြီးတဲ့အခါကျတော့ဒီဘက်ကိုကိုင်းဒီလိုကိုင်းပေါ့ပြီးတော့တရားနာကြပြီပေါ့တရားမယ်ဆိုတော့သူ့ယောက်ျားကိုလာခဲ့တယ်ဒီမှာလာထိုင်ဘုန်းကြီးရှေ့မှာထိုင်အဲ့တော့ဘုန်းဘုန်းကလည်းဟဲ့မင်းယောက်ျားကိုအဲ့ဒါလို့မခေါ်ပါနဲ့သူကကိုကသူကဗုဒ္ဓဘာသာမဟုတ်တဲ့အခါကျတော့ ။ဘုန်းကြီးရှိမှပစစ်တုတ်ထိုင်တာတို့ဘာလို့ကြတော့မကောင်းဘူး။နော်။သူကလည်းသူဟိုတရားနာခြင်းလို့နာတာတော့ကိစ္စမရှိဘူး။အာသူနားလေတဲ့တဲ့။နော်။အဲ့တော့ဘုန်းဘုန်းကကိုလုတ်ကိုလုတ်ပါတဲ့တပိတော်တို့ကတပိတော်တို့လုတ်တပိတော်လုတ်တို့လုတ်ပါတယ်တဲ့။ဟောနော်။ဘုန်းဘုန်းကလည်းစိုးရိမ်တာပေါ့။နော်။အဲ့တော့ဇော့တင်းဟိုသူတို့ယောက်ျားကိုဘုရားပါတာလက်ခံခိုင်းပါဘူးမဖြစ်စေခြင်းဘူးပေါ့ မဟုတ်ပါဘူးတဲ့လက်မခံခိုင်းပါဘူးတဲ့အိမ်တောင်ပြုတ်ကလေးကမင်္ဂလာလက်ထက်ကလေးကတည်လို့မဖြစ်လဲဆိုတော့နော်မြန်မာပြည်မှာလက်ထက်တဲ့ဘုန်းကြီးเจ้าမှာဆုံးကတ်တယ်အနောက်နိုင်ငံမှာလက်ထက်လက်ထက်တဲ့သူတို့ဘုရားเจ้าမှာနော်ခရိယံချက်เจ้าမှာသွားပြီးတော့လက်ထက်တယ်ဟောချက်เจ้าသွားရင်လည်းသူလည်းလိုက်သွားတယ်ဟောဘုန်းကြီးเจ้าသွားရင်လည်းသူလည်းသွားတယ်ဆိုပြီးတော့အဲ့ဒါလို့အပြန်လန်းနော်အဲလေးစားကြတယ်ပေါ့သူတို့နှစ်ယောက်ကအတူတူမဟုတ်ဘူးဘာသာမတူဘူးလူမျိုးမတူဘူးဒါပေမဲ့ အပြန်အလှန်လေးစားမှုပေါ့ဒါဟာတကယ်ကိုလူခွင့်ရေးအပြည့်အဝနဲ့နေကြရတယ်နော်နောက်တစ်ခါသတ္တမိတွေဆိုရင်လည်းပဲတကယ်ကိုအဲရိုက်လို့မရဘူးသူတို့စီမှာကြတော့နော်ရိုက်တယ်ဆိုလို့ရှိရင်အဲ့ဒါရဲတွေကနေပြီးတော့လက်မခံဘူးဘာလို့လဲဆိုတော့အဲ့ဒီကလေးကိုခေါ်ပြီးတော့အဲ့ဒါသူတို့ကမွေးစားလိုက်တာကလေးရင်းအကြောင်းကိုခေါ်သွားပြီးတော့အဲ့ဒါ မိဘကတကယ်ကိုနောက်တစ်ခါမလုပ်တော့ပါဘူးဆိုတော့လက်မှတ်ထိုးပြီးတော့အဲ့လိုဝါမှာအဲ့တော့ဗမာတွေလည်းပဲကြုံရတတ်တယ်မြမယဉ်ကျေးမှုကတကယ်မုန်းလို့မဟုတ်ပေမဲ့အဲ့လိုရိုက်လို့ရှိရင်နော်ကလေးကအဲ့ဒါသွားတိုင်လိုက်မယ်ဆိုလို့ရှိရင်အဲ့ဒါလိုဖြစ်တတ်တယ်လူခွင့်ရပြေးသွားတယ်နောက်တစ်ခါဘာလဲဆိုတော့သူတို့စီမှာက living together တွေအဲ့ဒါလိုနေကြတယ်ဘုံဘုံတို့စီမှာကြတော့အဲ့ဒါကတိတ်ပြီးတော့အဲနည်းနည်းပပတော့ရှိတာပေါ့တိတ်ပြီးတော့ခင်မစားသေးဘူးပေါ့နော်อืม ခုမှကြတော့ living together နဲ့အတူတူနေတယ်ဆိုလို့ရှိရင်ကဲလက်မထက်ဘဲနဲ့ဟလာကလေးမွေးတယ်ဆိုလို့ရှိရင်အဲ့ဒီကလေးရဲ့ဟလာအဖေအမေဒါပဲသူတို့လက်မရမဟုတ်ပေမဲ့မိဘပဲဒါမိဘဆိုရင် မိဘရဲ့တာဝန်အပြည့်အဝယူရတယ်ဥပဒေအရနော်ဥပဒေအရအဲ့တော့ okay living together နဲ့ကလေးရပြီအဲ့တော့နောက်တစ်ခါသူတို့ အတူတူမနေကျင်တော့ဘူးပြန်ကွဲသွားပြီဆိုရင်โอเคသူတို့နေရာကွဲလို့ရတယ်ဒါပေမဲ့မဖြစ်တယ်လဲဆိုတော့အဲ့ဒါဖေလောက်တဲ့လူကဖခင်ရဲ့တာဝန်ကျေပွန်ရတယ်နော်အဲ့ဒီကလေးကိုစောင့်ရှောက်ရတယ်မိမိခင်လောက်သူကလည်းမိခင်လောက်သူကလည်းမိခင်ရဲ့တာဝန်စောင့်ရှောက်ရတယ်ဥပဒေရမစောင့်ရှောက်လို့ကိုမရဘူးအဲ့ဒါဥပဒေကနော်အဲ့ဒီမှာတို့မြန်မာနိုင်ငံက အဲရောက်သွားတဲ့ဟာတွေကတချို့တချို့ပေါ့နော်အများကြီးတော့မရှိပါဘူးနည်းနည်းပါပါအဲ့ဒါဘာလုပ်လဲဆိုတော့အဲ့ဒါလက်မရကွဲသွားရောယောက်ျားလုပ်တဲ့လူကကွဲပေါ့ဆိုပြီးတော့အဲ့ဒါကလေးဘသူစောင့်ရှောက်မလဲဆိုတော့မေလုပ်တဲ့လူကတရားရုံးမှာရောက်တဲ့အခါကျတော့ကျမပဲစောင့်ရှောက်ရမှာပေါ့အဲ့တော့ယောက်ျားလုပ်တဲ့လူကမင်းသဘောတူသလားသဘောတူပါတယ်ပေါ့စောင့်ရှောက်ပေါ့သူကလူပြိုဖြစ်ပြီပေါ့ပြီးလဲပြီးရောဘာလုပ်လဲဆိုတော့အဲ့ဒါယောက်ျားလုပ်တဲ့လူကဟာငါကတော့ ွားတော့မှာပဲလူမျိုးဖြစ်ပြီဆိုပြီးတော့အလုတ်လုတ်ပြီးတော့ပတ်စံဆုတော့မယ်အလုတ်လည်းလုတ်ရအဲ့ဒီအလုတ်ကရတဲ့လက်ကတွေရာခိုင်နှုန်းကနော်သူတို့သတ်မှတ်တဲ့ရာခိုင်နှုန်းကဘာလို့လဲဆိုတော့သူအရင်ကနော်မိမအကောင့်ထဲကိုတခါတော့ automatic ဝင်သွားတယ်မိမလုတ်တယ်လူကကလေးစီပေးပါဦးလို့တောင်းစရာမလိုဘူးနော် automatic ဝင်သွားတာတခါတဲ့နော်အဲ့တော့ဟာ ငါပတ်စံဘာလို့ဝင်သွားရတာပြန်မပြောက်တာလဲဆိုတော့ဟာမဲကလေးစီရှိတယ်လေကွာတဲ့နော်ကုမ္ပဏီကလည်းကလေးစီမင်းပေးရမှာပေါ့အဲ့ဒါအကုန်လုံး e-government ဆိုတာအဲ့ဒီတိုင်းဒါကြတဲ့တရားဥပဒေစိုးမိုးရေးကလည်းဒီတိုင်းပဲနော်အဲ့လူခွင့်ရေးအပြည့်အဝပဲနောက်တစ်ခါအဲ့ဒီနိုင်ငံမှာတော့ငါမလုပ်တော့ဘူးကွာဆိုပြီးတော့တခြားနိုင်ငံတွေကိုသွားလုပ်တယ်တခြားနိုင်ငံတွေလုပ်တော့လည်းပဲဒါကမင်းတို့ဟာလာအဲ့တော့လုံသမဝန်ကြီးဌာနကမင်းတို့အလုပ်ဟိုအားတွေမတက်နေယူခဲ့ဆိုတော့ယူသွားတဲ့ခါကျတော့ โอเคဒီကောက်စင်မတလူလူရှိတယ်ဆိုတော့အဲ့ဒီနိုင်ငံမှာသွားလို့တော့လည်းပဲ EU ထဲမှာဆိုတဲ့အခါကျတော့အဲ့ဒါเนาะဒီတိုင်းပဲအဲ့ဒီမိတ်သူအရင်ကမိမအကောင့်တွေကိုဝင်သွားတာပဲပတ်စံကเนาะအဲ့ဒါလို့တရားဥပဒေစိုးမိုးမှုကအပြည့်အဝရှိတယ်เนาะတရားဥပဒေစိုးမိုးမှုရှိတယ်ဆိုတော့เนาะဓမ္မထွန်းကားတယ်လို့ပြောလို့ရတာပေါ့ဘာသာရေးရှုထောင့်ကကြည့်မယ်ဆိုတော့ဘုရားဘာသာရှုထောင့်ကကြည့်မယ်ဆိုเนาะအဲ့တော့နိုင်ငံရေးအရာဆိုတော့တရားဥပဒေတကယ်ကို စူးမိုးတယ်လို့ပြောလို့ရတယ်။ဘုရားတို့နိုင်ငံမှာတော့မဖြစ်နဲ့တကယ်လင်မယားချစ်လို့ကြိုက်လို့ယူထားကြတယ်မချစ်မကြိုက်တော့ဘူးကွဲတယ်ကလေးတွေဒီတိုင်းပဲကစင်ကလေးတွေယောက်ျားလုပ်တဲ့လူကဘာမှမချစ်ရှုမဆောင်ရှောက်ပဲနဲ့ပြစ်ထားတာတွေအများကြီးဒါပါလဲဆိုတော့ဓမ္မမထွန်ကားလို့တရားဥပဒေမထွန်ကားလို့လူခွင့်ရေးမထွန်ကားလို့ဒီလိုပဲလူခွင့်ရေးမထွန်ကားလို့ဘာဖြစ်လဲဆိုတော့စစ်သားတွေကြီးကြီးလေသူတို့လည်းပဲအများကြီးနှိမ်ခံရတာပဲ အနေခံရလို့နေခံမှလူခွေချိုးပေါက်ခံရလို့ချိုးပေါက်ခံရမှတိသလားဆိုတော့မတိဘူးသူတို့လည်းဘာဖြစ်လို့မတိတယ်လဲဆိုတော့နော်နှစ်ပေါင်းများစွာအာနာရှင်ဒီအောက်မှာလူခွေရေးဆိုတာဘာမှန်းကိုမတိနိုင်တော့အောင်နော်အပိတ်ပင်တာစီခံနေကြရတာပညာညာအလင်းတွေမပွင့်လင်းကြလို့ဗုဒ္ဓဘာသာစကလုံးနဲ့ပြောမယ်ဆိုလို့ရှိရင်အာကုသူပေါ့နော်အာကုသူအလုံးရဲ့အရင်မြင့်ဟာဘာလဲဆိုလို့ရှိရင်အဝိဇ္ဇာပဲ နော်အဝိဇ္ဇာဆိုတာဒါအင်္ဂလိပ်လိုဆိုတော့ ignorance ပေါ့မသိမှုပေါ့ပညာမဲ့မှုပေါ့နော်အဲ့ဒါပညာမဲ့သွားပြီဆိုတာ ਨੇ မကောင်းမှုအလုံးကိုမလုပ်ရဲတာဘာမှမရှိတော့နော်အဲ့တော့မဲအောင်နိုင်ကပြောတယ်မို့လား तू မလုပ်ရဲတာဘာမှမရှိပါဘူးလူခွေချွတ်ပေါက်ရမလားချွတ်ပေါက်ရဲတယ်နော်အဲ့ဒါဘာလဲဆိုတော့သူ့မှာတကယ်ကိုပညာဉာဏ်မဲ့လို့လောဘအားကြီးလို့ဒေါသအားကြီးလို့နော်မောဟအားကြီးလို့ မောဟကြီးပြီဆိုတဲ့ကိုကနော်လောဘအဋ္ဌာဏဇာနာဒီလောဘကြီးပြီးသွားပြီဆိုလို့ရှိရင် အမားနဲ့မှမခွဲခြားနိုင်တော့ဘူးလေဒေါသအကြီးသွားပြီဆိုရင်လည်းအမားနဲ့မှမခွဲခြားနိုင်တော့ဒီနိုင်ငံကိုငါအုပ်ချုပ်ရမယ်မဟုတ်ချုပ်ရဘူးဆိုရင်တော့ငါမီးလောင်တိုက်သွင်းပြစ်မယ်ပြာပြာပုံကြီးပဲအုပ်ချုပ်ရရယ်အုပ်ချုပ်ရပါစေဆိုတဲ့စိတ်နဲ့ तू မလုရဲတာဘာမှမရှိဘူးဆိုတဲ့စိတ်နဲ့ဟာလာလူခွင့်ရည်အားလုံးကို तू ချိုးပေါက်ပြစ်တာပဲနော်အဲ့တော့ဂျပန်နိုင်ငံမှာကြီးကြီးပါတခုခုဟာလာပြည်သူတွေနစ်နာသွားပြီဆိုရင် သူ့မှာတာဝန်ရှိပါတယ်သူနှုတ်ထွက်ပါမယ်ဆိုပြီးတော့အဲ့ဒါလိုနှုတ်ထွက်တဲ့နိုင်ငံတွေအများကြီးရှိပါတယ်ဒါအဲ့ဒီနိုင်ငံတွေကပါလဲဆိုတော့တကယ်ကိုတရားဥပဒေစိုးမိုးတဲ့နိုင်ငံတွေเนาะအစမြင့်တဲ့လူတွေရဲ့အုပ်ချုပ်မှုအောက်မှာနေနေရတဲ့နိုင်ငံတွေပေါ့เนาะအဲ့တော့ဥစဉ်တို့နိုင်ငံမှာတော့တကယ်ကိုအစင်တန်းနိုင်တဲ့လောဘစင်တန်းဉာဏ်ပညာနိုင်ပြီးတော့လောဘကြီးတဲ့ပုံစံတွေရဲ့အုပ်ချုပ်မှုအောက်မှာနေနေရတော့တကယ်လူခွင့်ရေးဆိုတာတကယ်ကိုချိုးပေါက်ခံနေကြရတယ် ဒါကြောင့်မို့လို့လူခွင့်ရေးကိုအပြည့်အဝရရှိဖို့အတွက်ဝန်ဆောင်တို့တွေဟာအခုတိုက်ပွဲဝင်နေကြရတာဖြစ်တယ်။ဒါကြောင့်မို့လို့စစ်အာဏာရှင်နေကုန်းချုပ်မှာဥစဉ်တို့လိုချင်တဲ့လူခွင့်ရေးနဲ့ဒီမိုကရေစီကိုရရှိနိုင်မှာ ဖြစ်တယ်ဆိုတာကိုပြောကြရရနဲ့ဥစဉ်ပြောကြချက်ကိုနေကုန်းချုပ်ပါတယ်။ဟုတ်ပါဗျာအခုလိုပြည့်ပြည့်စုံစုံရှင်းပြပေးသွားတယ်။ဆရာတော်ဥက္ကဝိဒ္ဓဂျာမနီကိုကျေးဇူးများစွာတင်ရှိပါတယ်ဗျာ။